မင်္ဂလာပါရှင်ရှမ်းအေခိုမီဒီယာကအကျိုးဆိုပါတယ်ရှမ်းပြည်နယ်တည်မြန်မာနိုင်ငံအတွင်းစိုက်ပျိုးရေးကဏ္ဍအတွင်းအရေးပါဆုံးဒေသတစ်ခုအဖြစ်မှတ်ယူနိုင်ပါတယ်ယနေ့တွင်စိုက်ပျိုးရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးအားရှမ်းအေခိုမီဒီယာမှတွေ့ဆုံမိမြန်းကရှမ်းပြည်နယ်အတွင်းရှိစိုက်ပျိုးရေးနှင့်ပတ်သက်သည့်အချက်အလက်များရှေ့ဆက်လှုံ့ဆော်ရမည့်ရည်မှန်းချက်များနှင့်တောင်သူများ၏ခက်ခဲများကိုမေးမြန်းခဲ့ပါတယ်မင်္ဂလာပါရှင်ဆရာကျွန်တော်တို့ရှမ်းအေခိုမီဒီယာအနေနဲ့ကြိုဆိုပါတယ်ဆရာရဲ့နာမည်နဲ့ဆရာရဲ့ဌာနအကြောင်းလေးကိုမိတ်ဆက်ပေးပါဦးရှင် ကျွန်တော်နာမည်ကတော့ဦးငိန်ထွန်းဖြစ်ပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနဒုတိယပြည်နယ်ဦးစီးမှုဒုတိယညွန်ကြားရင်းမှု တာဝန်ကိုကျွန်တော်ထမ်းဆောင်နေပါတယ်ဟုတ်ကဲ့ကျမတို့လေစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အချက်အလက်လေးမေးမြန်းလို့ရလားရှင်အရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဆရာရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့စိုက်ပျိုးရေးတောင်သူတွေနဲ့တွေ့ဆုံခဲ့စဉ်ကတောင်သူတွေကလိုအပ်ချက်တွေကိုအစိုးရကိုတောင်းဆိုတာတွေရှိပါတယ်ပထမတစ်ခုကတောင်သူများအတွက်သက်ဆိုင်ရာမြို့နယ်များတွင်တခွဲခန်းတစ်ခုမဖြစ်မနေလိုအပ်ကြောင်းတောင်းဆိုပါတယ်သူတို့ဝယ်ယူသုံးစွဲနေတဲ့ဓာတ်မြေဩဇာတွေကသူတို့ဘလောက်သုံးစွဲရမလဲဆိုတဲ့အတိုင်းအတာကိုသိဖို့အတွက်ဓာတ်မြေဩဇာကိုတခွဲပေးဖို့ ခွဲခွဲမဖြစ်မနေလိုအကြောင်းတင်ပြကြပါရစေ။အဲ့ဒီအတွက်ဆရာတို့အနေနဲ့ဘလို့ဆောင်ရွက်ပေးနိုင်မလဲဆိုတာဖြေကြားပေးစီလိုပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်တို့ဒါစိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ဒါတောင်သူရီယာကိုပိုင်တဲ့လယ်မြေမှာဒါမြေဩဇာဘလောက်ထည့်ရမလဲဆိုတဲ့သိချင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒါမြေစီလွာကိုတက်ခွဲခဲ့ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီမြေစီလွာတက်ခွဲတဲ့အချိန်ဒီပေါ့လေကျွန်တော်တို့ဒါတောင်သူရီယာနေပြီးတော့မှစနစ်တကျကိုရဲ့ပိုင်တဲ့မြေမှာ ဟလာစနစ်တကျတူးယူပြီးတော့မှညီနမူနာတွေကိုကျွန်တော်တို့ဒါ တောင်ကြီးပြည်နယ်ရုံးကိုကျွန်တော်တို့ဒါလိမ့်မှုပြီးတော့မှဒါကျွန်တော်တို့ပို့ပြီးလို့ရပါတယ်။စိုက်ပျိုးရေးဦးစီးဌာနပြည်နယ်ဦးစီးမှုရုံးတောင်ကြီးမြို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရပါတယ်။အလားတူပဲဖုန်းနံပါတ်ဆိုလို့ရှိရင်လည်း39 92 13 888 88ဒီဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့မှလည်းဒါကျွန်တော်တို့ဆက်သွယ်ပြီးတော့မှဆောင်ရွက်လို့ရပါတယ်ခင်ဗျာ။ဒီပို့ပေးပို့လာတဲ့မီနီမူနာတွေကိုလည်းကျွန်တော်တို့အများဆုံးတက်ခွဲပြီးတော့မှရရှိလာတဲ့ဒီအဖြေတွေကိုလည်းတက်ဆိုင်ရာဒီပို့ပို့လာတဲ့တောင်သူတွေကိုဒါကျွန်တော်တို့ဒီ ပြန်လည်ပို့ပြီးလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့နောက်တနည်းကတော့ကျွန်တော်တို့ဒီဌာနနေပြီးတော့မှထုတ်လုပ်ထားတဲ့ swine test kit ပေါ့လေဒါမြေစီလာကူဒါယာယီကျွန်တော်တို့စစ်ဆေးတဲ့ဒီကျွန်တော်တို့စစ်ဆေးတဲ့ကရိယာလေးတွေရှိပါတယ်အဲ့ဒါဒီကိုလည်းကျွန်တော်တို့ဌာနနဲ့ချိတ်ဆက်ပြီးတော့မှဝယ်ယူပြီးတော့မှဒါကျွန်တော်တို့တောင်သူတွေကိုတိုင်ကိုပိုင်တဲ့အလင်းမြေမှာမြေစီလာနမူနာတွေကိုလည်းဒါအကြမ်းအဖြစ်စမ်းသပ်လို့ရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ဒီတောင်သူတွေကကိုယ့်ရဲ့ဒေသတွေမှာဒီလိုဟလာတခွဲကန်းတွေကိုတိဆောက်ပေးမယ်ဆိုလို့ရှိရင်ဒါကောင်းပါတယ်တောင်သူတွေအတွက်ဒါ ပို့ပြီးတော့မှအကျိုးရှိနိုင်ပါတယ်ဒီအတွက်ကိုလည်းကျွန်တော်တို့စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ဒီတောင်သူတွေလူအပ်တဲ့ဒီတက်ခွဲခန်းကိုဒီစောက်နိုင်ရေးအတွက်ကိုကျွန်တော်တို့ဒီရှမ်းပြည်နယ်အစိုးရအပါအဝင်လာပြည်တော်စုအထက်အကြီးအကဲအဆင့်ဆင့်ကိုလည်းဒါတင်ပြပြီးတော့မှဆောင်ရွက်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဆရာနောက်တစ်ခုကရွာငန်ကကော်ဖီစိုက်တောင်သူဥမောင်လူတင်ပြတာကတော့စိုက်ပျိုးရေးထွက်ကုန်တွေကိုရန်ကုန်ကိုပို့ဖို့ဂိတ်တွေကိုဖျက်ရတဲ့အခါမှာရန်ကုန်ရောက်ဖို့အချိန်ကြာတဲ့အတွက်စစ်စေးရေးဂိတ်ကိုမဖျက်ခင်နေရမှာအေးကန်းတူလောင်က န်းများခွင့်ပြုပေးဖို့နဲ့အစိုးရကဘတ်ဂျက်မတက်နိုင်လို့ချင်းလေပုဂ္ဂလိကအနေနဲ့စောင့်ရွက်ခွင့်ပေးဖို့တောင်းဆိုထားပါတယ်ဆရာအဲ့ဒါကိုကျမတို့မီဒီယာကကိုစားတင်ပြပေးတာပါဆရာဆရာတို့အနေနဲ့ဘလို့စောင့်ရွက်ပေးနိုင်မလဲဆိုတာဖြေကြားပေးပါရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီရှမ်းပြည်နယ်မှာဆိုလို့ရှိရင်ဒါတိနံတူလောင်တဲ့အေးအေးခန်းတွေအများကြီးလိုအပ်လျက်ရှိပါတယ်အခုဒီဆောက်ပြီးသားအေးအေးခန်းတွေကတော့ကျွန်တော်တို့ဒါဟင်းဒီဟင်းရွက် အလူစားတဲ့ဒီအေးခန်းနေပဲကျွန်တော်တို့ဒါတည်ရှိပါတယ်။ဒါလည်းကျွန်တော်တို့ဒါလုံလောက်မှုတော့မရှိသေးပါဘူး။တပီနယ်လုံးအနေနဲ့ဆိုရင်အများကြီးလိုအပ်ပါတယ်။အခုလိုဟလာလန်ကီးဒီတေယူပို့ဆောင်တဲ့ transport လုပ်တဲ့ဒီ gate တွေမှာကျွန်တော်တို့ဒါ ကြံ့ကြာမှုရှိတယ်ဆိုလို့ရှိရင်လေဒီနေရာမှာအေးခန်းတွေကိုစောက်လုပ်ရင်တော့ဒါပုံပြီးတော့တော့ကောင်းပါတယ်။သို့တော့ဒီအေးခန်းတီစောက်ရတဲ့ပစ္စည်းတွေ၊ကုန်ကြမ်းစရိတ်တွေ၊ဤပညာတွေကတော့အများကြီးလိုအပ်မှာဖြစ်ပါတယ်။ဒီလိုစောက်နိုင်မယ်ဆိုလို့ရှိရင်အထူးသဖြင့်ပေါ့လေကျွန်တော်တို့ဒီ export လုပ်တဲ့နေရာတွေပေါ့ဟလာနိုင်ငံကြားကိုပို့တဲ့ export လုပ်တဲ့ဒေသတွေမှာကြံ့ကြာမယ်ဆိုလို့ရှိရင်အေးခန်းတွေကအလွန်ပဲလိုအပ်ပါတယ်။ဒီပြည်တွင်းကိတ်တွေကိုဖြတ်တဲ့နေရာမှာတော့ဒါတော့ကျွန်တော်တို့ဒါ ီအသိအဖွဲတွေလှုပ်ပြီးတော့မှဒီကိတ်တွေကိုကျွန်တော်တို့ဒါလွယ်ကူလင်းမြန်စွာဖြတ်ပြနိုင်ရေးအတွက်အသိအဖွဲတွေကိုစားဒီအပြင်းနဲ့အဆိုးရတွေကနေပြီးတော့မှဒါခွင့်ပြုပေးမယ်ဆိုလို့ရှိရင်တော့ဒါပူပြီးတော့မှကောင်းပါတယ်အကယ်၍ဒီလိုမကြော်ဖြတ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါအေးအေးခန်းကိုလုပ်မယ်ဆိုလို့ရှိရင်လည်းဒါပူပြီးတော့တင်တော်ပါတယ်အထူးသဖြင့်ဒီနေဆက်ကုံတို့ကြီးလမ်းကြောင်းမှာအေးအေးခန်းတွေကိုလုပ်မှာကပူပြီးတော့မှတင်တော်မှာဖြစ်ပါကြောင်းကျွန်တော်အနေနဲ့ဒါတင်ပြဆွေးနွေးချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဆရာ။ဟုတ်ကဲ့ကျေးဇူးပါဆရာ။ရှမ်းပြည်နယ်မှာ MSME လုပ်ငန်းရှင်တွေထိုင်းနိုင်ငံကိုလုပ်ငန်းတွေလေးလာခဲ့စဉ်ကသူတို့အနေနဲ့မြန်မာနိုင်ငံကထွက်ရှိတဲ့စိုက်ပျိုးရေးထက်ကုန်တွေကိုလိုချင်တဲ့အကြောင်းအစည်းအဝေးတွေမှာပြောပါရတယ်။ရှမ်းပြည်နယ်မှာထွက်တဲ့ထက်ကုန်တွေကိုတရားဝင်တည်တည်နေစေရအောင်တင်ပို့ရောင်းချနိုင်ဖို့ရှမ်းပြည်နယ်အစိုးရနဲ့ဆရာတို့ဌာနဆက်ဆက်ဆောင်ရွက်ခဲ့မှုများရှိပါသလားရှင်။ရှိရင်ပြောပြပေးပါအောင်ရှင်ဆရာ။ โอเคပါကျွန်တော်တို့ဒီရှမ်းပြည်နယ်ကထွက်တဲ့စိုက်ပျိုးရေးထွက်ကုန်တွေကိုတခြားနိုင်ငံကိုတင်ပို့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါစိုက်ပျိုးရေးဆိုင်ရာအလေးအကျင့်ကောင်းများဆိုရဲဒါစားသုံးသူတွေပေးအန်တရေဂင်းရှင်ရေးအတွက်ဒါကျွန်တော်တို့စိုက်ပျိုးရေးဌာနနေပြီးတော့မှအဓိကဆောင်ရွက်ပါတယ်ဒီလိုအစားအစာပေးအန်တရေဂင်းရှင်ရေးအတွက်စိုက်ပျိုးရေးဒီ ဟိုညစ်စနစ်ကောင်းတွေကိုလိုက်နာကျင့်သုံးဖို့ဆိုတဲ့စနစ်ကိုလည်းဒါကျွန်တော်တို့တောင်သူတွေကိုအမြဲတမ်းဒါပညာပေးသင်တန်းတွေဆောင်ရွက်လည်းရှိပါတယ်အလားတူဒီလိုကောင်းမွန်တဲ့စိုက်ပျိုးရေးစနစ်ကျင့်စဉ်တွေကိုအသုံးပြုပြီးတော့မှထွက်ရှိလာတဲ့ထွက်ကုန်တွေကိုလည်းဒါနိုင်ငံတကာကိုပို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိနံထွက်ကုန်တွေမှာ ပူမွားကင်းရှင်းကြောင်းလက်မှတ်တွေကိုထုတ်ပြရပါတယ်။အဲပူမွားကင်းရှင်းကြောင်းလက်မှတ်တွေရရှိပြီဆိုတာမှတခြားနိုင်ငံကနေပြီးတော့မှဒါဝယ်ယူမှာဖြစ်ပါတယ်။ဒီလိုဝယ်ယူတဲ့နေရာမှာဒါအမခန့်ချက်ရှိရေးနဲ့အလားစီးကောင်းရရှိရေးအတွက်ကတော့ကျွန်တော်တို့ခုနကနေတင်ပြခဲ့သလိုဒီကောင်းမွန်တဲ့စိုက်ပျိုးရေးစနစ်ကျင့်စဉ်တွေကိုအသုံးပြုမယ်။ပူမွားယောဂကင်းရှင်းတဲ့ဟာတွေကိုလည်းကျွန်တော်တို့ဒါဆောင်ရွက်မယ်။ တိနာအည်အသွေးကောင်းမွန်အောင်လုပ်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့တောင်သူတွေအတွက်အကျိုးအမြတ်အများကြီးရနိုင်ပါတယ်နောက်တစ်ခါကျွန်တော်တို့တီပိုးတဲ့ထက်ကုန်တွေကိုလည်းကျွန်တော်တို့စင်ဆက်မပြနိုင်ငံတကာကိုတင်ပို့နိုင်ရေးအတွက်ကိုလည်းဒါကျွန်တော်တို့ဒီရှမ်းပြည်နယ်ဒီတောင်သူလေသမားများအပါအဝင်ကျွန်တော်တို့ဝန်ထမ်းတွေအစိုးရဖွဲ့တွေအားလုံးတက်ညီလက်ညီနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင်ဒါတောင်သူတွေအတွက်အများကြီးအကျိုးရှိနိုင်ပါလိမ့်ခင်ဗျာ